ဂါဇာကမ်းမြောင်ဒေသကိုဥတည်နေတဲ့နိုင်ငံတကာအကူအညီပေးလျှို့စုတွေက53စင်းကိုအစ္စရေးတပ်ဖွဲ့ဝင်တွေကကြားပြတ်တားဆီးလိုက်ပြီးထဲမှာပါလာတဲ့ဆူရင်ယာလီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူဂရီတာတန်ပတ်အပါဝင်လူများပြောက်ကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ဒီလို့ရကြောင်းနိုင်ငံတကာကပြင်းထန်စွာကန့်ကွက်ရှုတ်ချနေကြပါတယ်။ဣသရေးနိုင်ငံသားဦးကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုထဲမှာတော့ဘာကျော်တက်ကြွလှုပ်ရှားသူဂရီတာတန်ဘတ်ကိုဣသရေးစစ်သားတွေဝန်းရံထားတာတွေ့မြင်ရပါတယ် ဣသရီဘက်ကတော့ဂရီတာနဲ့သူ့လူတွေဘေးကင်းကျန်းမာစွာရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။ Global Summit for Leader လို့အမည်ပေးထားတဲ့လေးစုဝေးမှာလွတ်တော်မတ်တွေရှိနေပြီနဲ့တက်ကြွလှုပ်ရှားသူ9လောက်လိုက်ပါလာပြီးလေပေါင်း40ကျော်ပါဝင်ပါတယ်။သူတို့ဟာကာဇာတွက်စေဝါနဲ့အစားအသောက်တွေကိုတည်ဆောင်လာတာဖြစ်ပါတယ်။တူရကီနိုင်ငံကဒါဟာအချမ်းဖတ်လုပ်ရလို့ရှုတ်ချခဲ့လိုက်ပါတယ်။ကိုလံဘီယာသမ္မတကတော့လေရီမှာပါတဲ့ကိုလံဘီယာနိုင်ငံသားနှုတ်ဖန်းခံရပြီးနောက်မှာဣသရီတန်တမန်အားလုံးကိုနိုင်ငံကနေနှင်ထုတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကလည်းမလေးရှားနိုင်ငံသားရှိဦးအဖမ်းခံရတာကိုရှုတ်ချပြီးလူသားချင်းစာနာမှုမရှင်ကိုပိတ်ဆို့ခြင်းဖြင့်အစ္စရေးဟာကမ္ဘာ၏ယုံကြည်မှုကိုမထီမဲ့မင်ပြုလိုက်တာပဲလို့ပြောကြားခဲ့ပါတယ်။အီတလီနိုင်ငံမှာတော့ဒီလုံရက်ကိုကန့်ကွက်တဲ့အနေနဲ့အထွေထွေသပိတ်မှောက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီလေဆွေးကိုစီစဉ်သူတွေကတော့စာနယ်ရေးခါတွေပို့ဆောင်ရတဲ့ရွယ်ချက်ဟာအကြမ်းမဖက်လူသားချင်းစာနာမှုအတွက်သာဖြစ်တယ်လို့ထပ်လောင်းပြောဆိုထားပါတယ်။ဒီတော့ဒီတားဆီးမှုကိုဆက်ရဆိုလို့ခေါ်ဆိုလိုက်ပါတယ်။ ခက်ခဲရီတာကပဲဒီလေအုပ်စုဟာနောက်မဆုတ်ပဲဆက်လက်ချီတက်နေသေးပြီးပြီးကြာသပတေးနေ့အစောပိုင်းမှာတော့လေပေါင်း30ဟာကာဇာကဲယူတန်းရဲ့ရေမိုင်း46မိုင်အကွာကိုရောက်ရှိနေပြီလို့ကြေညာထားပါတယ်။ History ဘက်ကတော့ဒီလေတွေဟာလူသားချင်းစာနာမှုအတွက်မဟုတ်ဘဲရန်စားတဲ့လုပ်ရက်တစ်ခုတာဖြစ်တယ်လို့ဒီဆိုင်မမတ်ပြောဆိုနေပါတယ်။2010ခုနှစ်ကလည်းအလားတူလေတွေကို History ကဝင်ရောက်စီးနင်းခဲ့လို့တက်ကြွလှူရှားသူကိုတည်ဆုံခဲ့တဲ့ဖြစ်ရဆိုရှိခဲ့ပူပါတယ်။အခုဒီချိန်မှာတော့ကဘာကျော်တက်ကြွလှူရှားသူ ရီတာတမ်ပတ်ပေါင်းလာတာကြောင့်ဒီဖြစ်ရဲ့အပေါ်နိုင်ငံတကာရဲ့အာရုံစိုက်မှုကပုံမှန်ကြီးမားလာပါတယ်။